Refography တင်းကနေဦးဆောင်ပြီးပြပြတပုံစံ14ရောက်ရဲ့လူမီယေဖိုတို exhibition ပြိုင်ပွဲကနေရရှိလာတဲ့ငွေကြေးတွေကိုလေချောင်းတန်းခံနေရတဲ့စစ်ဆောင်ပြည်သူတွေထံလှူဒန်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဓပုံပြိုင်ပွဲဟာ Vivography အတွက်ပထမအဦးဆုံးဓပုံပြပွဲလေးဖြစ်တယ်လို့မေလ၂ရက်နဲ့၃ရက်တွင်မဲဆောက်မျိုးက Starter Studio မှာပြသသွားမှာဖြစ်တယ်လို့ Vivography တင်းအဖွဲ့ဝင်မချောသိန်းကြီးက MBA ကိုပြောပါတယ်။ ဆရာတော်သင်ကြပါစေ။ကျမတို့ဒီ photography team ကတော့အဲတော်လိုင်းထဲမှာပါဝင်လာတဲ့ဓပုံပညာဓပုံပညာရှင်ပြီးတော့ပြီးတော့ပညာရှင်တွေအားလုံးစုစည်းပြီးတော့ဖွဲ့စည်းထားတယ်ဖွဲ့ပါစေ။ ဒီနေ့ကတော့ညီမတို့ဓာတ်ပုံပညာရှင်14ယောက်ပေါ့နော်အစတော့13ယောက်ဒါပေမဲ့အဲ10ယောက်ထပ်ပြီးတော့ပူးပေါင်းပါဝင်လာတာ14ယောက်ရဲ့အဲဓာတ်ပုံတွေကိုခင်းကျင်းပြသပြီးတော့ညီမတို့ပြပွဲမှာလည်းရောင်းချရောင်းချတယ်ပေါ့နော်ဓာတ်ပုံဘတ်3တောင်လည်းရောင်းချတယ်ပြီးသွားလို့ရှိရင်ညီမတို့ဒီဒါပြီးသွားတဲ့အခါကျရင်လည်း online မှာအဲချက်ထပ်ပြီးတော့ဓာတ်ပုံ USD တရားနဲ့ပေါ့နော်ရောင်းချပြီးတော့ရရှိလာသမျှအကျိုးအမြတ်တွေအားလုံးဒီလေကြောင်းတန်ခံနေရတဲ့ဒီ စစ်တပ်ရဲ့ပြင်းပြထားပြီးတော့နေချောင်းတန်တင့်နေတဲ့ဒေသတွေကိုအဓိကသာကူညီမှာဖြစ်ပါရှင်ဒီနှစ်ပွဲမှာပြည်ပြည်တပ်ပုံစံ14ရောက်ရဲ့မတူညီရဲ့ခန်းစားချက်အမြင်တွေပြတ်သက်ထားမဲ့ဓာတ်ပုံပေါင်း30ကိုကြီးကြီးခန်းစားရမှာဖြစ်ပြီးဓာတ်ပုံကိုဘတ်3000နဲ့ဝယ်ယူနိုင်တယ်လို့ Vivo Graphy တင်းဖွဲ့ဝင်ကိုပါဟင်းကအခုလိုပြောပါတယ် အော်ကျွန်တော်နာမည်ကတော့ဗဟင်းပါကျွန်တော်တို့ဒီနေ့ပြောလို့ရတဲ့ရည်ရွယ်ချက်ကလေးကတော့ဒီလိုဒီအပြည်တွင်းကနေဖတ်လာတဲ့ဒေါ်လာတစ်ပုံစံရာတော့ထူပေါင်းပြီးတော့ကျွန်တော်တို့ဒီချက်ပုံချက်ကလေးကိုကြည့်လို့ရပါတော့ဒီရည်ရွယ်ချက်ကလေးကတော့ကျွန်တော်တို့ဒီဘေးကအခြေလို့ဥပမာကြည့်တဲ့အဲဒီကအပြည်သူတွေအတွက်ကျွန်တော်ဒီရရရှိတဲ့ရမောင်းတွေအကုန်လုံးဒီစီးပွားရေးဖြစ်ပါတော့လူမရဲ့တပ်ပုံပြပွဲမှာဖိုတိုဘုတ်နှစ်ခုတည်းရှိမှဖြစ်ပြီး Vivo GV တင်းကတပုန်စရာတွေရဲ့လက်ရာတွေနဲ့ပေါ်ထစ်တပုန်တွေရိုက်ကူးပြီးလှူဒန်းလို့ရတဲ့အစီအစဉ်တွေလည်းပါရှိသလိုတဦးချင်းတငယ်ချင်းချစ်သူကြီးစားမိသားစုလိုက်တော်၎င်းပေါ်ထစ်တပုန်တပုန်ကို100ဘတ်သုံးပုန်ကို200ဘတ်နဲ့ရိုက်ကူးလှူဒန်းလို့ရတယ်လို့ Vivo GV တင်းဖွဲ့ဝင်မချော့သိန်းကြီးကခုလိုရှင်းပြပါဗျာ။ ကဲအဓိကကတော့ဒီမှာပါဝင်နေတဲ့တပုံစရာတွေကတော့သတင်းတပုံတီးတံမဟုတ်ဘဲနဲ့အအလားတပုံရိုက်တဲ့လူတွေပါတယ် landscape တပုံရိုက်တဲ့လူတွေပါတယ်အစုံပေါ့နော်တပုံရဲ့ခန္ဓာမျိုးစုံကတပုံစရာတွေပါတယ်ညီမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့တွန်လိုင်းရေးထဲမှာပူပေါင်းပါဝင်လာတဲ့စကားဆောက်အတူတော်လန်နေတဲ့တပုံစရာတွေအဲပြီးတော့ videographer တွေကိုစုစည်းပြီးတော့ညီမတို့စပြီးတော့လှုပ်ရှားမှုလေးလုပ်မယ်ဆိုတော့စိတ်ကူးနဲ့ပုံမပြုံလုပ်ငန်းနဲ့2023 ုံးခရဲရကျွန်တော်တို့စပြီးဖွဲ့စည်းခဲ့တယ်ကျွန်တော်တို့ပြီးတော့ page ထောင်ပြီးတော့အဓိကတော်လိုင်းထုတ်ကုန်တယ်ပေါ့နော်မာချန်ဒိုင်းစ်တွေပြီးသွားရင်ဒီမှာ MTV တွေရိုက်ကြတယ်ပြီးတော့သကဝိုင်းစီစဉ်တွေရိုက်ကြတယ်မှာကျွန်တော်တို့ရဲ့ဒီဓာတ်ပုံကြရဲပြီးတော့ videographer တွေကပါဝင်ပြီးတော့ကူညီခဲ့ရနောက်လျှောက်ပေါ့နော်တစ်ခါမှတော့ကျွန်တော်တို့ကပွဲတွေမလုပ်ခဲ့ဘူးဒီကပထမဆုံးပွဲပါလို့ဆိုတော့ Vivography တင်းဆိုတာဆရာနာရှင်ကိုတော်လန်နေတဲ့နေရာဒေတာမျိုးစုံကပြပြတော်လန်ဓာတ်ပုံဆရာတွေ တော်လိုင်းရေးမှာဒီတက်ပူပြီးအားပြုနိုင်မှုစူပေါင်းထားတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။လူမြင်နဲ့ခြေသားထားတဲ့ Bibliographer တို့ရဲ့တပ်ပုံလက်ရတွေကိုမျက်စိနဲ့ခန်းစားနှလုံးသားနဲ့ကုနိုင်မှုအတွက်မေလ၂ရက်နေ့မနက်၁၀နာရီကနေ၃နာရီအထိမဲဆောက်မြို့က Stardust Studio မှာခင်းချင်းပြသထားတာကြောင့်မဲဆောက်တဲ့ယန်းကြီးရဲ့ဝေးကတော်လိုင်းမိသားစုရဲ့အနေနဲ့လာရောက်ဝန်းရံကြဖို့ Bibliography တင်းအဖွဲ့ကဖိတ်ခေါ်ထားပါတယ်။